မိုင်းတံဖိုးတင်ဒါတွေကတန်ကြီးဖြတ်လို့မရတန်ကြီးဖြတ်လို့မရအဲ့တော့ဒီပြောလို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြောလို့နိုင်ငံဘလောက်ခြီခဲ့ပြီလဲလို့ပြောတာခနေ့ရှေ့တော်ရှာနိုင်ငံတွေကိုကြည့်မလေးရှားအခက်ရမရှိဘူးစင်ကာပူအခက်ရမရှိဘူးအင်ဒိုနီးရှားအခက်ရမရှိဘူးထိုင်းတို့မြန်မာတို့ရှိတယ်ထိုင်းတို့မြန်မာတို့ရှိတယ်ကာကြီးတို့ခါခွေးတို့ဆိုတော့ဒီပြောလို့ကရေးလိုက်တယ်တေခိတရာခိနဲ့ရေးတာရှော့တော့မတွေ့တယ်မြန်မာတွေကနော် ဲ့တော်ရရာသာကုမာရကြောက်စားသူကအားလုံးကြောက်ဘူးလားဗျာစာဘာမျိုးနဲ့ရေးစာတော့ပြောကြည့်ပါဦးဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိလေးမျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသာဆိုတာကစီယိုပလက်တင်ပြောခဲ့တာမြန်မာအချင်းချင်းပြောမြန်မာပညာရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပညာရှင်ကပြောတာသူက MI6 အင်္ဂလိပ်လက်ဝေကန်တမိုင်းထရာ JS2 ဆိုတာ အမေရိကန်လက်ဝေကန် CIA ဘက်ကတမိုင်းဆရာမြန်မာပြည်ကိုကိုလိုနီနဲ့ချဲ့တဲ့ကအမျိုးသားရေးသိတဲ့တွေပါနှိမ်လို့ရအောင်ဖြိလို့ရအောင်တမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေပြူမမြန်မာပါဠိဆိုတာပြူစာမဟုတ်ဘူးရှေးဟောင်းမြန်မာသားရှေးဦးမြန်မာသားလို့ခေါ်ပြူဆိုတာမြန်မာပြည်မှာပြူဆိုတာမြန်မာပဲ ်ယူနဲ့မြန်မာနဲ့ဘာကြောင့်ခွဲလိုက်တောင်းလဲမြန်မာတွေကအနော်ထားခေတ်လောက်ရောက်မှာဟိုကြောက်ဆဲလွင်ပြင်းကြီးမှာဟိုမြန်မာရှေ့ရှေ့တောင်အရှေ့မြောက်ပိုင်းကနေမြင်းတွေစီးလာပြီးတော့လူရိုင်းတွေလူမျိုးတွေတက်ပြီးတော့မြန်မာရေလို့ဘယင်းတွေနန်းဆိုင်တယ်ဆိုပြီးတော့အနော်ထားလက်ထက်လောက်မှာမြန်မာဆတာတက်တက်ဖြတ်ခဲ့တာတကောင်အမိယာသာဆိုတာတက်တက်မြန်မာတွေကဖျားနဲ့အမျိုးတော်ချင်းလို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေစုကဘလောက်ရိုင်းနေလဲဆိုတာဟုတ်လားအဲ့လိုမျိုးတပည့်တော်တွေကခံခဲ့ရတာနော် ပြောဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့တပည့်တော်တွေကလူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကတပည့်တော်အထောက်ထားတွေရှိပါတယ်ခုနကဒီတော့ဗီဒီယို edit လုပ်တော့အဲ့ဒါတွေကုန်ကောက်ထဲဒီထောက်ထားတွေငါပြောတဲ့ဟာတွေဘူးခိုင်မအောင်ကြီးတဲ့သူတွေဒီထောက်ထားတွေကိုတွေ့ရအောင်အင်္ဂလိပ်လိုရေးထားတဲ့ဟာတွေရောမြန်မာလိုရေးထားတဲ့ဟာတွေရောကောက်ထဲလိုက်တယ်တပည့်တော်တို့အဲ့လိုခိုင်မာခဲ့တဲ့ဟာဟန်လဲမှာလဲဟန်လဲမှာတင်ကြိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ်ဆိုတော့ပြင်းအခရာကိုသုံးနေပြီး အခရာကိုသုံးနေပြီဒီလိုတို့ယဉ်ကျေးမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကမ္ဘာမှာကနေ့နိုင်ငံပေါင်း198နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှီညံ့ပြီးရေးကြတာတပည့်တို့မြန်မာအခရာနှစ်2000ကျော်3000ဝန်းကျင်ရှိပြီကိုယ်ကကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအကိုအထီးကိုနဲ့ကိုခြေကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုကိုယ်စကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုတော့ဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တာလဲ နည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်အချိန်မှာဒီထွန်တယ်လို့ယူဆလဲကြားဘူးလားဗျာအဲမကြဘူးဆိုတပြီးတော့ဘုသူဒ္ဓပြောတော့ပါမြန်မာသားဟာသရုတ်ထပကံလောက်မှာထွန်ကားလာတယ်တို့ရအင်အားမကြီးသေးဘူးရှိဖြစ်ပေါင်းတင်ပြောတဲ့မြန်မာစာပေတမိုင်းဆိုစာအုပ်ရှိတယ်ကြံ့ညွှန်းတာတော့ဗျာနော်မြန်မာစာပေတမိုင်းရှိဖြစ်ပေါင်းတင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလိနေနဲ့ ဝိသုဒ္ဓိမတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာအိုဘုရားဘာသာဖြန့်တာအဲ့ဒီဆရာကြီးအဲဒီမာဂန္ဓဆရာဘုရားရဲ့လေးသားတဲ့ဒီဆရာကြီးဖေမောင်တင်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တို့တော့အဲ့မြန်မာသားပေသမိုင်းမှာတော့သူကမြန်မာသားပေဟာရာသားကုမာရာကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးကြတာမကြသေးဘူးလို့ယူဆဆရာကြီးဖေမောင်တင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာစောကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာသရုပ်ရပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆ သူတို့ကဘာကိုကြည့်ပြတာဆိုရာသာကုန်မာတာကြောက်စာကိုကြည့်ရင်အဲ့မှာရေးတဲ့ကြောက်စာအရေးသားတွေကဝါကြတိဆောက်ဖို့နေတော်တော်ကောင်းနေတဲ့ဟုတ်လားအဲ့ဝါကြတိဆောက်ဖို့နေကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တရာနဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆအဲ့ဒါသာဝတ္ထုထက်ညွှန်းပါမယ်ဗျာတပြီးတော့စာပေပြောင်းပြောတာဖြစ်တဲ့တယ်နော်စာအုပ်ညွှန်းပြီးပြောပါမယ်ဗျာယတစာပေအဖွင့်ဏိတံစာအုပ်ညွှန်းတာယတစာပေအဖွင့်ဏိတံစေကုချိုချိုကပြန်ထုတ်ပါတယ်ဆရာမင်းသူဝင်ပါ အခုနမြန်မာစာပေတမိုင်းအဲ့ဒါဆိုတော့ဒီမြန်မာစာပေကိုဗကံခစ်မှာပါဠိစာကတော့ဗကံခစ်ကသွားနေပြီတေခစ်တရားနဲ့အာခေါင်းကလေးပါဠိစာ ပြောချင်တာဖျားသာမြန်မာတွေရဲ့ဗဇက်ထွက်နှုတ်ဖြစ်တက်တက်တကဘာလုံးရှင်များတို့ကဘာလှည့်ပြီးတော့တင်းနေတာတွေကဘာမှာလေ့တာဦးပါပါနော်တအကိုပီပီတန်းတန်းယွန်းနန္ဒာမြန်မာပဲရှိတယ် ပါဠိတော်တန်ဃာဆိုတဲ့ဟာကိုမြန်မာပဲပြည်ပသားသားယူနိုင်တယ်။တာကိဝင်းအနယ်တွေပဲဒီဒီတကလုံးကိုပြီးတယ်။တကဘာလုံးမှာဘယ်နိုင်ငံမှမပြီးဘူး။အဲ့ဒါဒီပြောလို့ပြည်ပသားသားရေရေကြီးတန်ဃာလို့ထွက်ပါဗျာ။ဆန်ဃာဆိုပြီးတော့ကမ္ဘာနာမည်နဲ့လိုက်ပြီးတော့သူ့နေရာနဲ့သူဆိုတော့တမျိုးပေါ့ဗျာ။တချို့ကမြန်မာပြည်မှာလာပြီးဆန်ဃာလုံးချင်နေတာ။ဒီတော့ကြိုက်ဘူး။ဟုတ်တယ်မလား။ရှင်မရရဆန်ဃာတော့မပြီးလို့ယူတာဗျာ။တန်ဃာလို့တဆိုတဲ့အတန်ကိုဒန္တထံဗျာ။ဟုတ်လား။ထံကတိုင်းပဲရဲ့ဒီပြောလို့ဒန္တထံတရားကိုပြီးပြီးတန်တာ သွားနဲ့တိပြီးတော့ထိပြီးတော့ရွတ်နိုင်တာမြန်မာပဲရှိတာကြီးမျိုးတွေမို့လို့ဒါကြောင့်ရဲရဲရွတ်ပါတန်ဃာလို့ပဲရွတ်ပါဟုတ်ပလားနော်အဲ့တော့ကမွာလည်းပြီးပြီးတသားဖတ်နိုင်တာတော့မြန်မာပဲရှိအလုံးမနဲ့ဂုံစရာကောင်းပါတယ်ဘာမှဂုံမငယ်ဘူးဗျအဲ့တော့ဘုရားရဲ့အမျိုးတွေတွေဖြစ်တယ်ဒီပြီးတော့တို့အခုဆိုရင်နေပေါ်ပေါ့နေပေါ်နိုင်ငံတောင်ပိုင်းပေါ့အခုကပလိဝဒေဝဒဟဒေတာဝန်းကျင်မှာရှိတဲ့ထဲကလူတွေတွေကဘုရားရဲ့အမျိုးအနွယ်တွေကသကလုံးပေါင်းတထောင်ကျော်ခုချိန်ဒီမြန်မာတွေနဲ့တူးနေတယ် ဘယ်လောက်တော့ဗျာ၅နံပါတ်၅သူတွေ၅ပဲခေါ်တယ်ရေတွေက၅လေသူတွေ၅ပဲခေါ်တယ်လမ်းဆိုရင်သူတွေလမ်းပဲပြောတယ်အဲ့လိုသူနေတဲ့သကလုံးတွေတစ်ထောင်ဝန်းကျင်လောက်ရှိတယ်အဲ့တော့တပည့်တော်တို့ကမြန်မာသားပြည်ကိုစရုဒ္ဓပကံမှာဖွံ့ဖြိုးအောင်လုပ်တော့မယ်အနော်ရတာကအဲ့ဒီအတွက်ပံ့ပိုးတယ်စပုန်းင်းလုတ်တဲ့ဘယင်တွေလိုတယ်ဗျသူ့ရဲ့ရှေ့စုတ်ကလေးကရှင်ဗျမယားကိတ္တလေးနဲ့ပြာများနေရလीသူ့စုတ်ကလေးတို့အနော်ရတာတို့ရဲ့ဖေအေကြတော့လဲတိတ်အတုံးမကြဘူး ပကံသားပိုင်းမှာထူးထူးချွတ်ချွတ်ဘယင်မဟုတ်ဘူးအဲ့မှာလေကိုယ်ကွယ်မှုတွေလည်းယောဒီယောရာယဉ်ကျေးမှုတွေကလည်းရှုပ်ချုပ်ထူးထူးဟိန္ဒူရောဗာရောရှင်မြအဲ့လိုမျိုးတွေကိုယ်ကွယ်နေကြတာဆိုတဲ့အခါအနော်ဓာလက်ထိုက်ကြတော့တိုင်းပြည်တနိုင်ငံလုံးကိုတနိုင်ငံလုံးကိုစုစည်းတယ်တိုင်းရင်းသားလက်နက်ကိုင်တွေဝါတွေမထားဘူးအကုန်လုံးကို organize လုပ်တယ်ဒါကြောင့်ပထမမြန်မာနိုင်ငံတော်ဆိုတနိုင်ငံလုံးကိုစုစည်းတယ်စုစည်းပြီးတဲ့အခါကျတော့အဲ့ဒါဆိုမြန်မာတနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ယုံသုံးစကားဆိုတာရှိရယုံသုံးစကားဆိုတာရှိရ legally ပေါ့ဗျာ တရားဝင်ပေါ့အစိုးရရဲ့ရုံသွန်းစကားဆိုရှင်အဲ့ဒီအတွက်စကားတီထွင်တဲ့အခါမြန်မာသားပေကိုဖွံ့ဖြိုးလာဖို့ပံ့ပိုးတယ်ဒါကြောင့်အနော်ထားရဲ့ပံ့ပိုးမှုတွေများပြမြန်မာသားပေကအရှိန်ကိုကောင်းလာအနော်ထားရေးခဲ့တဲ့ကြောက်စာပင်းဆက်ကလမှာဗျာတပည့်တော်ဟိုနေရမှာတရားဟောခဲ့တယ်အဲ့မှာအခုကြောက်စာကြီးခုရင်ကြီးရှိတယ်ပြီးတော့စာရီကမတင်ရှားတော့ငွေကြောက်စာကြီးရှိတယ်အဲ့ဒီကြောက်စာမြန်မာသားရေးကြောက်စာအနော်ထားကိုလည်းရေးခဲ့တဲ့ကြောက်စာ1069လောက်ကထင်တယ်ဒီတော့ခုနှစ်တက်ကြတဲ့မသေးကြလို့ ရေးခဲ့တဲ့ကြောက်စာမြန်မာသားတွေဖွင့်ပြီးအောင်လုပ်မယ်ဆိုတော့မြန်မာသားတွေတက်တက်တင်အင်အားမရှိဘူးအခက်အခဲတွေမစော်ဘူးအင်အားမရှိဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့အိန္ဒိယတောင်ပိုင်းရေထုံဖြစ်တဲ့ဗြဟ္မီအခေယအာသောခကေဗုဒ္ဓခေကသုံးခဲ့တဲ့အခေယရှိတယ်။နောက်ပါဠိအခေယအဲ့ထဲနေပြီးတော့ပါဠိအခေယနဲ့ဗြဟ္မီအခေယတွေကိုပေါင်းပြီးတော့မြန်မာသားပြည်ကိုတီထွင်ခဲ့တယ်။အဲ့မှာတပြည့်တော်ကပါဠိသားကနေမွေးသားထားတာမြန်မာသားသူကဘယ်သားကိုမွေးသားထားတာလဲ။ ။ဗာလိသာဘုမွေးသားတယ်။ယူရစကလုံးလေးလုံးပြောမယ်။ဝါသနာဝါသနာဆိုတာဘာရောဗျာ။မြန်မာလူအရှင်မြပြန်တရားလူသေးလား။တန်းပြီးတော့ကိုးနားလဲတာခေတ်ဆက်သက်တော့အဲ့ဒါမြန်မာတကားဟုတ်လား။မဟုတ်ဘူးနော်ဝါသနာဆိုတာအလေးကျင့်ဟုတ်တယ်မလား။နေ့စဉ်နေ့စဉ်ဆိုနေစာတူဝါဆိုတဲ့တရားတွေပြောင်းတော့လား။ရုပ်တို့နာမ်တို့ဟုတ်လား။အများကြီးလေးတပြည့်လို့အဲ့လိုမျိုးစကလုံးပေါင်း4000ကျော်ရှိမွေးသားတော့စောင်းတော့ညွှန်ပါပါဗျာကိုတိုင်ဖတ်ကြဗျာနော်ပါဠိတပါဠိတဟောတာပြီးတယ် ဲ့ဒါဒီပြောလို့ဆရာကြီးတကုံဥထွမြင့်ရေးပါလေစိတ်ကူးချိုချိုကထုတ်တယ်ပါဠိတက်ဟောတာပြီနဲ့သိကောင်းတာအရှင်များတို့ဒီသာနဲ့ပေနဲ့တက်တက်တူတူလူလူတူတူလှုပ်ချင်တော့ဖတ်ထားကြဗျာအပြီးမဖတ်နိုင်တော့ဒါကိုကကျမ်းစာအနေနဲ့ရှိရဝါသကမှာဖတ်တာอืมကိုကကျမ်းစာအနေနဲ့တော့ပါဠိတက်ဩဟာရအပိဒံဥထွမြင့်တကုံဥထွမြင့်လူမိုက်ဆိုလျင်ရှောင်းသွေးလေလို့တော့ဆရာကြီးကကြပြလေးတွေကြပြတယ်ပဲကမလဲအဲ့ဒါကြီးကသူ့တေသနာကျင်ရင်တကယ်ခမ်းနာတာရက်ဆက်တယ်နော် ဆမ္မနာ900ကျော်လောက်ပါတယ်ဗျ။တပိတော့ဒီမှာရှိတယ်နော်။ပါဠိတော်ရတယ်ဒီဒီဒီစာကြီးတိုင်းမှာလည်းတပိတော့ထည့်ပေးထားတယ်ရှင်များတို့စာကြီးတိုင်းမှာလည်းရှိတယ်။နောက်တစ်ခုဝကြဒီစဘုံနဲ့ပတ်သက်ပြီးတော့ခန်းခန်းနာနာသိဖို့လည်းလိုတယ်။အဲ့ဒါဆိုရင်တပိတော့စာအုပ်တော့ညွှန်မယ်။ဩရထပကသနီဒုတိယကျော်အောင်စာသားဆရာတော်ဖျားကြီးရေးတယ်။စေကုချူချူကထုတ်တယ်။ဩဟာရထပကသနီဩရထပကသနီအဲ့ဒါတော့ဝကြဒီစဘုံ sentence ဒီစဘုံ မြန်မာတွေရဲ့ဝါကြတိသောပုံတွေကိုခေဆက်ဆက်ဝါကြတိသောပုံတွေဘာတွေပတ်သက်ပြီးတော့တရာသီကန်းတွေဘာတွေပြောကောင်းကောင်းရတာပေါ့ဗျာအရာအရာနော်ဩဟာရထပကသနီဖြတ်ဩဟာရထပကနီဒုတိယကျောအောင်ဆန္ဒဆရာတော်ဖြာကြီးဒုတိယကျောအောင်ဆန္ဒဆရာဒီတို့အခုဇဂိုင်းမဟာကဏ္ဍကိုဖြတ်နော်ဒီခုတာမျိုးမဟာကဏ္ဍကိုဝန်ခံနေလေဒီဘက်ကရက်ကအဲ့ဒါဒုတိယကျောအောင်ဆန္ဒဆရာတော်ဖြာကြီးကျောင်းဖြာအဲ့ဒါဩဟာရထပကနီနောက်တစ်ခုတစ်ခါတည်းညွှန်လိုက်မယ်ဗျာဩဟာရ လီနထပကတိဒါကလှေတင်းတွင်းမင်းကြီးရေးတယ်အဲ့ဒီမှာတော့ဘာပြောမလဲဆိုတော့ယောက်ျားဘာကြောင့်ယောက်ျားခေါ်တယ်မိန်းမဘာကြောင့်မိန်းမခေါ်တယ်အသင်မောတိမလကတိဘယ်လိုဆင်းသက်လာအဲ့ဒီစကလုံးနဲ့ဆင်းသက်လာပုံရေးထားသိကောင်းလားလှေတင်းတွင်းမင်းကြီးရေးတယ်ဗျာဩဟာရလီနထပကတိအဲခုနဩဟာရထပကတိခုကဩဟာရလီနထပကတိလီနထပကတိနော်အဲ့ဒါလှေတင်းတွင်းမင်းကြီးရေးတယ်ဗျာ 每个人都有女子呀。